အသေးမဆိုတဲ့ကောင်မငါပြောလိုက်အောင်မယ်ဒီပုံလေးကဒီပုံလေးကကောင်မအဲ့ဒါကျမနဲ့တဖင်နဲ့စဉ်းစားတယ်ကျမရဲ့ညီမကျမအိမ်မှာတတောင်လုံးကျမရဲ့လှဆောင် စားလာတဲ့မိန်းမကျွေးတဲ့လက်ကိုကိုက်သွားတဲ့မိန်းမဒီမိန်းမကကျမရုပ်ကြောင်ခိုးသွားပြီးတော့လေအပြင်မှာမဟုတ်ဘူးနော်ဖုန်းထဲမှာလေဖုန်းထဲမှာကျမအောင်တွေ့လဲတွေ့ရော သိလားဘုံလုံးမှတွေ့လဲတွေ့ရကျမဟုတ်တွေ့တော့လေသူခိုးသွားတယ်သိလားသူခိုးသွားတယ်ကျမရဲ့ယောက်ျားလက်ကိုသူမြဲအောင်မကင်ရဲဘူးကျမကိုလည်းတွေ့လဲတွေ့ရောလေလုံးမရောက်ထပ်ပြေးတာထပ်ပြေးတာတွေ့သူကအမားလေုံခိုးသွားတဲ့အတွက်ဆိုတော့သူကတည်တဲ့အထိလက်ပြမတတ်မဲသူကနေရမဲ့မိန်းမမျိုးနော်သူကတည်တဲ့အထိလက်ပြမတတ်မဲနေသွားမဲ့မိန်းမမျိုး ကျမကလည်းညီမချင်းကညီမပဲလေသူလှုပ်သွားတဲ့လောက်ရကကျမတိတ်ဆိတ်ခွန်းလာနိုင်နဲ့လောက်ရမျိုးသူလှုပ်သွားတာမဟုတ်ဘူးနော်အဲ့ဒီအတွက်မို့လို့ကျမကသူ့ကိုစောက်ချက်ခွဲအောင်မှာဒီလိုကောက်ခွန်းအနီကငားလေစောက်ချက်ခွဲအောင်မှာဟမ်စောက်ချက်ခွဲအောင်မှာဟမ်သူတို့ဘဝအခုကတော့တာယာတာယာနေမှာပေါ့ပျော်ရွှင်ပျော်ရွှင်နေမှာနော် ီချိန်မှာတော့ဘာလို့ပြောချင်တော့ကျမသားလေးစေကူးမဲ့ပတ်စံနေနဲ့သူတို့ကဒီချိန်မှာစားလာတောက်လာကြော်လာချွလာနေရမှာကျမသားလေးစေကူးမဲ့ပတ်စံနေကုန်သွားတဲ့တနေ့ကြရင်လေသူ့ရဲ့ဘဝဟာကြီးလန့်စားစားနေရတဲ့ပုံစံမျိုးနဲ့ကိုဒီကနေရအောင်မှာနေရအောင်လေကျမအလုပ်မှာနော်ကျမအလုပ်မှာကျမလိုမိန်းမနော်ညီမချင်းဆိုပေမဲ့သူ့ကိုကျမတစ်တောင်လုံးကျွေးမွေးပြုစုဆောက်ရှောက်ခဲ့တယ် ျွန်မမိခင်မြတ်တာလေကျွန်မအများကြီးကျွန်မသူ့ကိုကျွန်မပေးခဲ့တာဒါကို तू ကလေကျွေးတဲ့လက်ကိုကျွေးတဲ့လက်ကို तू ကပြန်ကြိုက်သွားတာနော်သူတို့လေချောင်းနှမလေကျွန်မအချီမနဲ့ကော်ထုံးတော့မကော်ဘူးနော်ကျမကျမလည်းတယောက်လုံးနှမျောတန်းတာဆွေးပြီးကျမပြောတာမဟုတ်ဘူးတဖင်နဲ့စဉ်းစားတဲ့ညီမချင်းကိုလေမလုတ်သိမလုတ်သ ထပ်တောင်သူတို့လုတ်သွားလို့လုတ်သွားထားလိုက်တော့လုတ်သွားပြီနေလိုက်တော့လေစောက်ချက်မရှိတဲ့ပုံနေနဲ့သူတို့ကလိုင်းမော်တင်တာဒီနေရောက်ကစောက်ချက်မရှိတဲ့ပုံနေနဲ့ဒီနေရောက်လိုင်းမော်တင်တာဒီနေရောက်စလုံးသည်ကျမဒီသူတို့လုတ်ဆောင်ပြီးကိုပြီးစားခဲ့တာတစ်ချက်တပြားမှမရှိခဲ့ဘူးဟင်ကျမမရှိခဲ့ဘူးနေရောက်စလုံးသည်ကျမရဲ့လုတ်ဆောင်စားတယ်နော် ကျမကဒီသူတို့မြတ်တာရဲ့အပြေးဝပေးခဲ့ရတာနဲ့ကျမကိုခွေးဆက်ခင်းပြီးခွေးလောက်လောက်သွားတာခွေးတွေဘိုင်းလွင်မို့လက်ဆက်တတော့လေဒီနုကရန်ကုန်မှာစာအုပ်သွားလောက်တာကိုအချောင်းပြာပြီးတော့ဒီနုကရန်ကုန်သွားပြီးတော့တက်ခိုခန်းမှာကမင်းကြောထားပြီးတော့မှကျမချီကိုပြန်ပြန်ရောက်လာတယ်သိလားကျမညမကလည်းလေကျမရောက်ကြအောင်မတ်လားမမတ်လား ရန်ကုန်ကနေပြက်လာလိုက်လေမြက်တွေးဟောက်ပက်နဲ့လေချောင်းရိုးရှိပြီးမျက်နှာဖြူတိဖြူညွန်နဲ့ကျမကလေးသုံးယောက်မွေးထားတဲ့အမယားမှာပြည့်ပြည့်ဖြူဖြူရှိသေးတယ်။ဒါပေမဲ့ကျမရဲ့ညီမနှလုံးရောဂါခံရှိတယ်။သိလား။အော်ကျမဘယ်လိုပဲဖြစ်အော်သူခྱི་ပန်းလို့သူခྱི་ပန်းလို့ဆိုပြီးကျမအဲ့လိုပဲနေခဲ့တာ။ဟမ်လက်ဆက်တတော်သူတို့ကဘယ်ဟုတ်မလဲ။သူတို့ကစောက်သွားလို့တဲ့အကြောင်းပြပြီးတော့ရန်ကုန်တဲခုံကမှသူတို့ကကမြင့်ကြောက်ထားနေကြတာ။ကျမစဉ်းစားတာလေ။ ယ်ဘလို့စိတ်တက်မျိုးတွေနဲ့များကျမပေါ့ဒီလိုမျိုးတွေလောက်ပြီးတော့ဒီလိုမျက်နာတွေနဲ့မျက်နှာပြောင်းတတ်ပြီးကျမရဲ့ကိုပြန်လာရဲတာလဲဆိုတော့ကျမစဉ်းစားတာအခုမှကျွန်တော်တို့ကျမစဉ်းစားတာဟမ်ကျမရဲ့နမလေးခန်းစားချက်တွေအများကြီးကျမလင်နဲ့ပေါင်းလာတဲ့တက်တန်းတစ်ချောင်းလုံးပါလေလေကျမခန်းစားခဲ့ရတာဒီအများကြီးဒါပေမဲ့ကျမကလေ ကိုချစ်လို့ယူထားတဲ့ယောက်ျားတယောက်ပေါ့ဟိုသူမသူတောက်တီဖြစ်စေကျမကိုမူးလို့ရစ်တီဖြစ်စေကျမကိုစိတ်ကြောက်ခရအောင်ဘလို့ပဲလှုပ်တီဖြစ်စေကျမလိုမိန်းမခံယူထားတာကျမလိုမိဘတွေကလည်းသင်မေးထားတာနော်သူငါ့ဘော်ဘလောက်ပဲဆိုးဆိုးငါသူသူငါ့ဘော်ဘလောက်ပဲနှိမ့်ဆက်နှိမ့်ဆက်ကျမရဲ့စိတ်တွေကခံယူချက်ကကျမယောက်ျားကိုကျမတေတဲ့ဒီပေါင်းမယ်ဆိုပြီးခံယူချက်ဒီကောင်မကြီးရဲ့ခံယူချက်ကကျမအဲ့လိုတွေးခဲ့တာအဲ့လိုတွေးခဲ့တာ ဒါပေမဲ့ကျမထားခဲ့တဲ့စေတနာမေတ္တာတွေเนี่ยဒီလိုအကောင်မျိုးอ่ะမတန်ဘူးဒီလိုအကောင်မျိုးอ่ะမတန်ဘူးကျမလိုလည်းသူ့ကိုဓာခနိုင်နဲ့မိမ့်မကျမလိုချက်ပေးနိုင်နဲ့မိမ့်မဒီတက်မှာလေသူ့လိုလူမျိုးထမင်းထုတ်ထမ်းပြီးရှာရင်တော့မတွေ့တော့ဘူးမတွေ့တော့ဘူးသိလားတွေ့ခဲ့ရင်လည်းလေတကယ်လို့တွေ့ဉဏ်တွေ့ခဲ့ရင်သိလား ို့တန်ကိုကျမထက်ပို့ပြီးတော့ခဏန်ချင်းရှိတဲ့မိန်းမနဲ့တွေ့ပါစေလို့ကျမကဆုတောင်းပေးတယ်။ကျမကလေအခုလေသမီးနေစားတယ်။သိလား။ကျမကလေကိုလှုပ်ဆရာရှိတာကိုလှုပ်တယ်။ကျမမတွေ့လားတနခါကိုကျမအဖွေးသားလူတယ်။သိလား။ကျမစိတ်ချမ်းသာအောင်ကျမနေမှာ။ကျမစိတ်ချမ်းသာအောင်နေမှာ။ဘာဖြစ်လို့နေမှာလဲဆိုတော့ကျမကဒီကောင် ဒီတရောင်းစားအိမ်မှာရှိနေတော့ကလေတမကသူ့လောက်ဆောင်မပူမပင်ရစီမွေးမိမလောက်လက်မွေးမိမလောက်နေခဲ့ရတဲ့မိမမဟုတ်ဘူးနော်မနှက်ခင်းဆိုလေတစ်ချက်ခွန်းနှစ်ချက်ထားရတဲ့မိမသိလားတစ်ချက်ခွန်းနှစ်ခွန်းနှစ်ချက်ထားရတဲ့မိမဆိုတော့အခုသူ့မရှိတော့ကျမစိတ်ထဲမှာကျမဘလို့တတ်မှတ်ထားလဲဆိုတော့တေသွားပြီတေသွားပြီလို့ပဲကျမတတ်မှတ်ထားတာ ဟုတ်ကဲ့ကျွန်တော် view file လေးအတလောက်ပဲပေါ့နော် view file ကိုအဆုံးထိလိုက်ပါကြီးစုပေးတယ်အမျိုးလေးအားလုံးကိုကြီးစုအများကြီးတင်ပါတယ်ခင်ဗျာ